အရှိတောင်အရှနိုင်ငံများအသင်းအာဆီယံအဖွဲ့ဝင်နိုင်ငံတွေကနိုင်ငံခြားရေးဝန်ကြီးတွေကမြန်မာနိုင်ငံကိုဆက်ပတ်မှုကူညီမယ်လို့မလေးရှားနိုင်ငံကွာလာလမ်ပူမြို့တော်မှာကျင်းပတဲ့အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာကတိပြုခဲ့ကြပါတယ်အာဆီယံအစုအဖွဲ့အနေနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနဲ့နိုင်ငံရေးအရေးစိန်ခေါ်မှုတွေကိုရင်ဆိုင်နေရလို့ဒေသတွင်သွေးစည်းရေးဂရီကိုတည်ကြဖို့ကိုလည်းမေလ25ရက်နေ့ကတိုက်တွန်းခဲ့ပါတယ်။ မလေးရှားနိုင်ငံသားဝန်ကြီးမိုဟာမက်ဟာဆန်ကပကြသိမီကမြန်မာနိုင်ငံမှာငလင်လှုပ်ခတ်မှုအပေါ်အာဆီယံရဲ့လျှင်မြန်တဲ့လှုပ်ဆောင်ချက်ကဂရုဏာစီလုံးညီညွတ်မှုနဲ့လူသားဆန်မှုတို့ရဲ့အခြေခံတမိုးတွေကိုထင်ဟပ်စေတယ်လို့ပြောပါရယ်။လက်ရှိပြစ်ခတ်ရက်စရည်နဲ့တက်တန်တိုးချက်ထွင်မှုမြန်မာပြည်သူတွေရဲ့ဒုက္ခတွေတက်တာရောပါရည်နဲ့ရေရှည်ငြိမ်းချမ်းရေးအတွက်ဆောင်ရွက်ဖို့သက်ဆိုင်သူတွေအနေနဲ့နှစ်ဖက်စလုံးကိုတိုက်တွန်းနှိုးဆော်တယ်လို့သူကဆက်ပြောပါရယ်။ အာဆီယံဟာဒေသတွင်အကြက်တဲကိုရင်ဆိုင်ရမှာနှုတ်ဆက်မနေရဘူးလို့လည်းသူကထောက်ပြပါတယ်။မလေးရှားဟာလက်ရှိမှာအဖွဲ့ဝင်စနိုင်ကပါတဲ့အရှိတောင်အာရှနိုင်ငံများအဖွဲ့ရဲ့အလှည့်ကျဥက္ကဋ္ဌလည်းဖြစ်ပါတယ်ရှင်။